မနေ့ကကျင်းပခဲ့တဲ့ကနေဒါအထွေထွေရွေးကောက်ပွဲမှာ Liberal Party ဟာအာဏာဆက်ထိန်းနိုင်ခဲ့ပြီးမက်ကာနေဝင်ကြီးချုပ်ဖြစ်တပ်တန်းအပြစ်ဆက်လက်လုပ်ကင်ခွင့်ရခဲ့ပါတယ်။အသေးရွေးချယ်ခံရတဲ့ခေါင်းဆောင်ဟာတမရထရန့်ကိုချက်ချင်းပဲပြစ်မှတ်ထားတိုက်ခိုက်လိုက်ပါတယ်။တမရထရန့်ကအမေရိကန်ကကျွန်တော်တို့ကိုပိုင်ဆိုင်နိုင်ဖို့ကျွန်တော်တို့ကိုဖျက်ဆီးဖို့ကြိုးစားနေတယ်။အမေရိကန်ကကျွန်တော်တို့ရဲ့မြေ၊တယံဇာတတွေ၊ရေနိုင်ငံကိုလိုချင်နေတယ်။ဘယ်တော့မှမဖြစ်နိုင်ပါဘူး။ ဒီအချိန်မှာပဲကယ်လီဖိုးနီးယားအုပ်ချုပ်ရေးမှူးကမြောက်ဘက်က ကနေဒါမိတ်ဆွေတွေကိုသတင်းစကားပေးခြင်းနဲ့မနေ့ကကနေဒါနိုင်ငံသားနှစ်တန်းလာခဲ့တဲ့ပြည်နယ်ကိုလာလေပါလူတိုင်းတော်အဆင်ပြေတဲ့ကယ်လီဖိုးနီးယားကိုလာလေပါလို့ဖိတ်ခေါ်လိုက်ပါတယ်ဒီဖိတ်ခေါ်မှုဟာအမေရိကန်မှာကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေတိတိတတ်တာကြာဆင်းနေတဲ့အချိန်မှာဖြစ်ပါတယ်ကနေဒါနဲ့အမေရိကန်ကြားဆက်ဆံရေးမှာကြီးမားတဲ့ပြောင်းလဲမှုတွေဖြစ်နေပါတယ်အမေရိကန်ကိုဆက်ရထက်တန်သွားလာရောက်လေပတ်လေရှိတဲ့ကနေဒါနိုင်ငံသားတွေဟာ မလာပါဘူးအကြောင်းရင်းကတော့ American ရဲ့အကောက်ခွန်နိုင်ငံရေးစကားလုံးတွေနဲ့တန်ဖိုးမထားခံရတဲ့ခံစားချက်တွေကြောင့်ပါဒီရလတ်အနေနဲ့ American ကိုမသွားဖို့နဲ့ American ပစ္စည်းတွေမဝယ်ဖို့ကနေဒါနိုင်ငံသားတွေကတပိတ်မှောက်လာကြပါတယ်ကနေဒါလေကြောင်းလိုင်းတွေကပြန်တမ်းမှုတွေကိုအတော်လျှော့ချလိုက်ပြီးစီးပွားရေးလုပ်ငန်းတွေမှာကြာဆင်းမှုတွေကြုံနေရပါတယ်ဒီအခြေအနေကိုအချိန်မြင့်မိခဲ့တဲ့အဓိကအချက်က2025ခုနှစ်မှာစတင်အသက်ဝင်နေမယ့် ကနေဒါထုတ်ကုန်တွေပေါ့အမေရိကန်က25ရာခိုင်နှုန်းအကောက်ခွန်အစ်စ်တိုးမဲ့ကိစ္စပါထရမ့်လက်ထက်ကကုန်သွယ်ရေးမူဝါဒတွေကိုပြန်အမှတ်ရသေးတဲ့ဒီဆုံးဖြတ်ချက်ဟာကနေဒါနိုင်ငံသားတွေရဲ့စိတ်တူမှုတွေကိုပြန်လည်မီးမောင်းထုတ်ပြလိုက်တယ်လို့ဖြစ်သွားပါတယ်ကနေဒါအစိုးရကလည်းအလှည့်အမြန်တုံ့ပြန်ပြီးခရီးသွားသတိပေးချက်ကိုအစ်စ်ပြန်လည်ပြင်ဆင်လိုက်ပါတယ်အမေရိကန်နေဆက်တွေမှာအကြောင်းပြချက်မရှိဘဲဖုန်း၊ laptop နဲ့ tablet တွေကိုရှာဖွေစစ်ဆေးနိုင်တယ်လို့နိုင်ငံသားတွေကိုသတိပေးလိုက်ပါတယ် ကနေဒါယာရှိတူပြောသလိုပါပဲအမေရိကန်နဲ့ကျွန်တော်တို့ရဲ့နှဆိုင်တော်ပေါင်းစည်းမှုဟာအဆုံးသတ်သွားပါပြီကနေဒါနိုင်ငံသားတွေဟာစိတ်မကျေနပ်မှုတွေကိုပြောရုံတသက်မဟုတ်ပဲတကယ်လက်တွေ့လှုံ့ဆော်နေကြပါတယ်မကြသေးခင်ကလေးလာမှုတစ်ခုအရကနေဒါနိုင်ငံသား60ရာခိုင်နှုန်းကျော်ဟာ2025ခုနှစ်မှာအမေရိကန်ကိုရှောင်ကျဉ်ဖို့စီစဉ်နေကြောင်းဖော်ပြခဲ့ပါတယ်ဒါဟာလူမှုကွန်ရက်ပေါ်ကတည်တင်ကအပြုအမူမျိုးမဟုတ်ပဲကြဲကြဲပြန့်ပြန့်စီမံထားတဲ့လှုံ့ဆော်မှုတစ်ခုဖြစ်ပါတယ် တန်းနဲ့ချီတဲ့လူတွေဟာအမေရိကန်ကိုသွားမဲ့အားလက်ရက်တွေကိုဖျက်သိမ်းနေကြတယ်။လုပ်ငန်းခီးစဉ်တွေကိုရုတ်သိမ်းနေကြတယ်။နေဆက်တစ်ဖက်ကပစ္စည်းတွေဝယ်ဖို့လည်းမစင်စားတော့ပါဘူး။အမေရိကန်အောက်ခွန်နဲ့နေဆက်ကာဝေးရေးဌာနရဲ့အစီရင်ခံစာအရကနေဒါကနေအမေရိကန်ကိုသွားတဲ့ခရီးသွားဧည့်သည်အရေးအတွက်ဟာကိုဗစ် -19 ကပ်ရောဂါကာလကလေးကအဆိုးရွားဆုံးကြာဆင်းနေပါတယ်။ဒီလှုပ်ရှားမှုရဲ့အဓိပ္ပာယ်ကရှင်းနေပါတယ်။မင်းတို့ကငါတို့ကိုတန်ဖိုးမထားဘူး။ငါတို့ရဲ့စီးပွားရေးအထောက်ပံ့ကိုအတိမတ်မပြုတ်ဘူးဆိုရင် ငါတို့ငွေတွေကိုအခြားနေရာမှာသုံးမယ်အဆရှိသဖြင့်အတိတ်ပဲတက်ရောက်ပါတယ်ဒီတပိတ်ပေါက်တပိတ်မှောက်မှုဟာအစဉ်ပြေလို့ဒါမှမဟုတ်ပိုကောင်းတဲ့ရွေးချယ်စရာတွေရှိလို့မဟုတ်ပါဘူးကနေဒါနိုင်ငံသားအများစုတို့ဒါဟာနေရာမှာတရရဲ့လှုပ်ဆောင်နေတာပါကနေဒါနိုင်ငံသားတွေဟာအမေရိကန်ရဲ့နိုင်ငံရေးဆွဆွဲမှုတွေနေဆက်ပြဿနာတွေနဲ့သူတို့ရဲ့အထောက်အပံ့တွေကိုလှစ်လျူရှုထားသလိုရှိတဲ့စီးပွားရေးမူဝါဒတွေကြောင့်စိတ်တူနေကြပါတယ် သူတို့ကငါတို့မျက်လုံးထဲလက်ချောင်းထိုးရင်ဒါဆိုငါတို့လည်းပြန်ထိုးမှာပဲလို့ကနေဒါနိုင်ငံသားတဦးကပြောပါတယ်။စီးပွားရေးပေါ်တက်ရောက်မှုကငြင်းလို့မရပါဘူး။ကနေဒါလေကြောင်းလိုင်းတွေဟာအမေရိကန်မျိုးကြီးတွေစီကို ပြန်တမ်းမှုတွေကိုအတော်လျှော့ချလိုက်ပါပြီ။ United Airlines ကတော့2025ခုနှစ်မေလမှာစတင်မှုရှိတဲ့တိုရွန်တိုကနေ Los Angeles ခရီးစဉ်ကိုဖြတ်သိမ်းလိုက်ပါတယ်။ခရီးသွားအေဂျင်စီတွေရဲ့အဆိုအရ ကနေဒါနိုင်ငံသားတွေရဲ့အမေရိကန်ခရီးစဉ်မှာ40ရာခိုင်နှုန်းကျဆင်းသွားပြီးလွန်ခဲ့တဲ့3လအတွင်းခရီးစဉ်5ခုမှာတစ်ခုနှုန်းဖျက်သိမ်းခံနေရပါတယ်။ခရီးသွားအေဂျင်စီတွေကိုအမေရိကန်ရဲ့မူဝါဒနဲ့နိုင်ငံရေးစကားလုံးတွေကိုအကြောင်းပြချက်ဖြစ်ထည့်သွင်းထားတဲ့ဖျက်သိမ်းရေးအီးမေးလ်တွေအများအပြားရောက်နေပါတယ်။ကုန်ကြောင်ခရီးသွားလာမှုကလည်းအရင်ကလောက်အဆင်ပြေနေတာတော့မဟုတ်ပါဘူး။2025ခုနှစ်မတ်လမှာအမေရိကန်ကိုကားနဲ့သွားလာတဲ့ကနေဒါနိုင်ငံသားတွေရဲ့ပြန်လာမှုဟာ နှစ်အလိုက်32ရာခိုင်နှုန်းကျဆင်းသွားပါတယ်။2022ခုနှစ်ကကိုဗစ် -19 ခရီးသွားကန့်သတ်ချက်ကာလတွေနဲ့ရှင်ရင်အဆိုးဆုံးကျဆင်းမှုပါပဲ။ဒါကတေးသေးမွှားမွှားကျဆင်းမှုမဟုတ်ဘဲလိလာသူတို့ဦးပြောသလို လုံးဝထိုးစင်းသွားတာမျိုးဖြစ်ပါတယ်။အားလိုက်ရခရီးလုပ်ငန်းခရီးဈေးဝယ်ခရီးနဲ့နေဆက်ဖြတ်ကျော်ခရီးတွေအထိအားလုံးကျဆင်းနေပါတယ်။ကနေဒါနိုင်ငံသားတွေကအိမ်မှာပဲနေနေကြပြီးအမေရိကန်စီးပွားရေးကဒီတန်ကိုခံနေရပါတယ်။ ဒီတပိတ်မှောက်မှုရဲ့တက်ရောက်မှုက အမေရိကန်စီးပွားရေးလုပ်ငန်းတွေမှာထိခိုက်နေပါတယ်။အထူးသဖြင့်ကနေဒါခရီးသွားတွေအပေါ်မှီခိုနေရတဲ့လုပ်ငန်းတွေပါ။2024ခုနှစ်မှာကနေဒါနိုင်ငံသားတန်း20နီးပါးကနေဆက်ဖြတ်ကျော်ပြီးနယူးယောက်၊ဖလော်ရီဒါ၊အဲရီဇိုနာ၊တက်ဆက်နဲ့ကယ်လီဖိုးနီးယားတို့မှာဒေါ်လာ20ဘီလီယံကျော်သုံးစွဲခဲ့ပါတယ်။ဒီငွေတွေကစားသောက်ဆိုင်တွေ၊ဟိုတယ်တွေ၊ဓာတ်ဆီဆိုင်တွေနဲ့ခရီးသွားကုမ္ပဏီတွေကိုအထောက်ပံ့ဖြစ်စေပြီး အလောက်ကိုင်းတသိန်း၄000ခန့်ကိုဖန်တီးပေးထားပါတယ်။ဒါပေမဲ့ကနေဒါနိုင်ငံသားတွေမလာတော့တဲ့အတွက်ဒီလုပ်ငန်းတွေအခုချိန်မှာအခက်တွေ့နေပါတယ်။နယူးယောက်မှာခရီးသွားလုပ်ငန်းရှင်တဦးဟာ2024ခုနှစ်မှာကနေဒါထက်တန်းကျောင်းသားအုပ်စုတွေစီကဒေါ်လာ3000ဝယ်ရခဲ့ပြီမဲ့2025ခုနှစ်မှာဒေါ်လာ9000ပဲရတော့တယ်လို့ဆိုပါတယ်။ဖြတ်သိမ်းမှုတွေဇက်တိုက်ဖြစ်နေတာကြောင့်လမ်းညွန်တွေခန့်ဖို့လဲရှော့ချလိုက်ရပါတယ်။ဖလော်ရီဒါမှာလည်းအခြေအနေကဆိုးရွားနေပါတယ်။ ဖလော်ရီဒါကမော်ဒယ်ပိုင်ရှင်တဦးကဆောင်းရာသီမှာကနေဒါနိုင်ငံသားတွေကို35နှစ်လောက်ဧည့်ခံခဲ့ပေမဲ့အခုဆိုအော်ရာ80ရာခိုင်နှုန်းကနေ30ရာခိုင်နှုန်းအထိကျဆင်းသွားပါတယ်။ကနေဒါအငိမ့်စားတွေတတန်းလောက်ကဆောင်းတွင်မှာအမေရိကန်မှာလာနေထိုင်လိမ့်ရှိပြီးဘီလီယံချီတဲ့ငွေတွေသုံးဆွဲကဒေတာရင်းစီးပွားရေးကိုအထောက်အကူဖြစ်စေပါတယ်။သူတို့မရှိတော့တဲ့အခါစားတောက်ဆိုင်တွေကဗလာဖြစ်နေပြီးဆိုင်တွေကလည်းတိတ်ဆိတ်နေကမြို့တွေကတဆေမြို့တွေလိုဖြစ်နေပါတယ်။ သေးငယ်တဲ့မျိုးတွေလည်းဒီတန်ကိုရှောင်လွှဲလို့မရပါဘူး။နယူးယောက်က Adirondack ဒေသမှာစောင်းတဲ့ຫນွေခရီးသွားလုပ်ငန်းတွေကနေဒါခရီးသွားတွေပေါ်မှီခိုနေရတဲ့လုပ်ငန်း66ရာခိုင်နှုန်းကကနေဒါဧည့်သည်တွေကြာဆင်းလာတာကိုသတိထားမိပါတယ်။ဒီအခြေအနေဆက်ဖြစ်နေမယ်ဆိုရင်ဒေသခံစီးပွားရေးဟာဧည့်သည်20ရာခိုင်နှုန်းရော့ကျတာနဲ့ဒေါ်လာ12သန်းဆုံးရှုံးနိုင်ပါတယ်။ Buffalo လို့နယ်စပ်မြို့တွေမှာတော့အခြေအနေကမကောင်းပါဘူး။ အရင်က Ontario မှတ်ပုံတင်တင်ပြတက်ထားတဲ့ကားတွေနဲ့ဈေးဝယ်စင်တာကားရပ်နားနေရာတွေကိုပြည်နေအောင်လာလေးရှိတဲ့ကနေဒါနိုင်ငံသားတွေမလာတော့တဲ့အတွက် Buffalo Niagara ဒေသမှာ2025ခုနှစ်ဖေဖော်ဝါရီလအတွင်းအခွန်ဝင်ငွေ9ရာခိုင်နှုန်းကျဆင်းသွားပါတယ်။ဒီလိုဝင်ငွေဆုံးရှုံးမှုတွေကမိသက်ဌာနရဲတပ်ဖွဲ့နဲ့အခြားဒေသဆိုင်ရာဝန်ဆောင်မှုတွေအတွက်ရန်ပုံငွေတွေကိုပါထိခိုက်စေပါတယ်။တပိတ်မှောက်မှုရဲ့အချိန်ကပိုဆိုးတာက နွေရာသီမတိုင်ခင်ကနေဒါငွေတွေအမေရိကန်စီးပွားရေးတဲ့ပုံမှန်စည်းဝင်လေးရှိတဲ့အချိန်နဲ့တိုက်ဆိုင်နေတာပါကနေဒါဧည့်သည်20ရာခိုင်နှုန်းလူ၄သန်းလောက်ရော့ကြမယ်ဆိုရင်အမေရိကန်ဟာဝင်ငွေဒေါ်လာ၄ .3 ဘီလီယံဆုံးရှုံးနိုင်ပြီးအခွန်ဝင်ငွေတစ်ခုတည်းနဲ့ပဲအနေနဲ့ပဲဒေါ်လာသန်း200ဆုံးရှုံးနိုင်ပါတယ်သူတို့ကငါတို့ပုံမှာအကောက်ခွန်တွေတင်မိန်ငွန်းတွေထဲမှာငါတို့ကိုအနိုင်ကျင့်ကနေဒါကိုအလွယ်တကူစွန့်ပစ်လို့ရတဲ့အပေါင်းအသင်းလိုမျိုးဆက်ဆံနေတဲ့အချိန်မှာ ငါတို့ကဘာလို့သူတို့စီးပွားရေးကိုထောက်ပံ့နေရမှာလဲလို့ကနေဒါနိုင်ငံသားတို့ကမေးခွန်းထုတ်ပါတယ်။ဒီတပိတ်မှောက်မှုကငွေကြေးပြဿနာတစ်ခုလည်းမဟုတ်ပါဘူး။ဂုံတိတ်ခါလေးစားမှုနဲ့အပြန်အလှန်နားလည်မှုပေါ်အခြေခံတဲ့ဆက်ဆံရေးတစ်ခုကိုတောင်းဆိုနေတာပါ။ American လွှတ်တော်အမတ်တို့ကတော့ဒီစီးပွားရေးအကြက်တဲကိုစိုးရိမ်နေကြပါပြီ။အခုအချိန်တွေကကျွန်တော်ပြည်နယ်အတွက်မကောင်းဘူး။ကနေဒါနိုင်ငံသားတွေကိုပြန်ခေါ်ဖို့လိုတယ်လို့အမတ်တို့ကပြောပါတယ်။ ဒါပေမဲ့ဒီအခြေအနေကိုပြန်ပြင်ဖို့ကမလွယ်ကူတော့ပါဘူး။ဒါကအကောက်ခွန်တစ်ခုဒါမှမဟုတ်မူဝါဒတစ်ခုလည်းအကြောင်းမဟုတ်ပါဘူး။တဖြည်းဖြည်းယိုယွင်းလာနေတဲ့နှစ်နိုင်ငံဆက်ဆံရေးကြောင့်ပါ။ရင်းနှီးမှုပြန်လည်တိဆောက်ဖို့ဆိုရင်စီးပွားရေးဆွဲဆောင်မှုတွေထပ်ပိုလိုအပ်ပါရဲ့။အပြန်အလှန်လေးစားမှုကိုအစ်တတဖန်ပြန်လည်ဂရုပြုဖို့လိုအပ်နေပါပြီ။ကနေဒါနိုင်ငံသားတွေဟာပုံမဖိတ်ခေါ်နေတဲ့ဥရောပနဲ့မက္ကဆီကိုလိုနေရာတွေကိုရွေးချယ်လာကြပါပြီ။အမေရိကန်အနေနဲ့ကတော့ ဘီလီယံချီတဲ့ဆုံးရှုံးငွေတွေကိုပြန်ဖြည့်ဖို့အနည်းဆုံးအိမ်ကြီးနဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ဖို့စိန်ခေါ်မှုတွေရင်ဆိုင်နေရပါတယ်။ကျွန်တော်တို့ကဆင်းရဲစရာတွေကကနန်းတွေမဟုတ်ဘူး။အိမ်ကြီးချင်းတွေဖောက်တယ်တွေလူသားတွေပါ။ဒါပေမဲ့မရှိသုံးလိုမျိုးဆက်ဆံနေမယ်ဆိုရင်တော့ကျွန်တော်တို့ငွေတွေကိုအခြားနေရာမှာသုံးပါပါလို့ခရီးသွားတအူးကပြောပါရယ်။ဒီအချိန်လေးဟာနေဆက်တစ်ဖက်တစ်ချက်စီမှာစီးပွားရေးနဲ့စိတ်ခံစားမှုဆိုင်ရာတက်ရောက်မှုတွေရှိနေပါရယ်။နိုင်ငံအနေနဲ့ဒီအဆုံးဖြတ်ချက် ဆုံးဖြတ်ချက်ချိန်မှာရက်တီနေချိန်မှာရှေ့လန်းကမြေရာသေးပါဘူး။ဒါပေမဲ့သေကြတာတစ်ခုကဒီပြတ်တောက်မှုရဲ့အကျိုးဆက်တွေကိုနှစ်နိုင်ငံမှာနှစ်ပေါင်းများစွာခံစားနေရအောင်မှာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။